ောင်းလဲလာကြဟဲ့နဲ့ပြေးဘွားယွမ်းနေဟာဟဲ့နဲ့လဲလာကြလို့ပြောတာပြောလားဟဲ့နဲ့ပြန်ပြေးပြန်ပြေးအကောင်နဲ့ပြေးမလို့လောက်နဲ့ပြေးဟဲ့နဲ့လဲလာကြလို့ပြောတာပြောလားဟဲ့နဲ့ပြေး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 ရှင်းတော့အကောင်ပြေးလို့အဲ့ဒါလည်း

ရပြီလို့လဲသွားပြီလို့ရပြီလို့ပြေးတာပြေးတာပြေးတာအားလုံးပဲမင်္ဂလာပါရှင်ခစ်တဲ့မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ခင်ဦးတွင်အင်အား180ကံပါစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား80ဝန်းကျင်တိစုံပြီးအလောင်းများခြံရက်ကစစ်ကြောင်းဆုတ်ခွာပြီးလက်နက်29လက်နဲ့ခဲယမ်းများတင်စီရရှိတဲ့ဆွေတရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းခင်ဦးမြို့နယ်တွင်စစ်ကြောင်းထိုးနေသောကြံဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးစစ်သား80ဝန်းကျင်တိစုံကလက်နက်29လက်နဲ့ခဲယမ်းများတင်စီရရှိခဲ့ကြောင်းပြည်သူ့ကောက်ွက်ရေးဖွဲ့ခင်ဦးမြို့နယ်မှာတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်။ ဂျမန်နီနိုဝင်ဘာလ23ရက်နေ့မိုးလယ်12နာရီခန့်တွင်ခင်ဦးမျိုးနှင့်မုံလာကျေးရွာအတွင်လေးရက်ကြာယာယီတက်ဆွဲအထိုင်ချထားသောအကြံဖတ်စစ်တပ်သည်ပြင်ထောင်ဖြူစော်တိရွာသို့အင်အား၁၈၀ခန့်ဖြင့်ထွက်လာစဉ်တော်လရေးတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အလောင်းတွေက60နဲ့80ကျားလောက်တော့ရှိမယ်။လေကွင်းထဲမှာအလောင်းတွေကျန်နေခဲ့တာဆိုတော့အဲ့ဒီလောက်ထိရှိလိမ့်မယ်။အခုထိလေတွေတဲ့ကတင်းရိုးတွေထဲမှာအလောင်းတွေရှိနေသေးတယ်။မရှင်းလည်ရသေးဘူး။တိုက်ပွဲဖြစ်တဲ့နေရာကနေမုံလိုက်ရွာလေးကိုပြန်ဆုတ်သွားတာ။ လက်ရှိအထိမုံလှရွာထဲမှာပဲရှိသေးတယ်။လေကြောင်းကနေစူဆိုက်ဒရုန်းတစ်စီးနဲ့ဂျက်ဖိုက်တာတစ်စီးနဲ့တိုက်ပွဲဖြစ်တဲ့နေရာလာချသွားတာဟုခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတအုပ်ကသတင်းထံသာကိုပြောကြားပါရယ်။ထိုးတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်မှစစ်သားအများအပြားတိုက်ဆုံကစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြတ်သွားပြီးရုံလောင်းများကိုလည်းကောက်ယူခြင်းမရှိပဲကစင်ကလျာဖြစ်မုံလှရွာတဲ့သို့ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါရယ်။တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ထံမှငချင်းမီတလန် MA1 ဆယ်လန် MA2 သုံးလန် PA 160 mm Commando စိန်ပြောင်းတလမ်း MA3 တလမ်း MA4 တလမ်း G3 လေးလမ်း MAS Sniper တလမ်း M1 ငါးလမ်းနဲ့ဆက်ဆက်ကြီးခရမ်းအစုံအများပြသိမ်းဆည်းရမိခဲ့ကြောင်းသိရပါတယ်အကြံဖတ်စစ်တပ်စစ်တောင်းသည်ကံပလူမြို့နယ်မှမီးပြူဟာ330နှင့်ခမာယာ131ကံပလူပြူစောတိများဖြင့်စုဖွဲ့ထားခြင်းဖြစ်ကြောင်းအဆိုပါတိုက်ခိုက်မှုကိုအမှတ်နှစ်ရွှေဘိုခရိုင်အမှတ်3တပ်ရင်းခင်ဦးမြို့နယ်ဘာကာဖတိုင်းနယ်1 2 3 4 5ဘာကာဖများ ခင်ဦးမြို့နယ်ပါလာဖာပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီပြည်မှာစီရေးကဆက်လက်တင်းမာနေတော့ပဲဟုရှေ့တန်းစစ်မြေပြင်တွင်ရောက်ရှိနေသောဒေါ်လန်ရေးတရင်ရင့်မြက်ကပြောဆိုပါတယ်။ဆက်လက်ပြီးကျုံစုမြို့နယ်တွင်အိမ်စီးကားနှစီဖြင့်လက်နက်ခရဲများတင်းဆောင်လာသောရဲနှင့်ပြူစောထင်းများကိုခြားပြတ်တိုက်ခိုက်မှု၅ဦးသေဆုံးပြီး၃ဦးအရှင်မိက60မမလက်နက်ကြီးတက်လက်နဲ့ခရဲများတင်းစီရရှိတဲ့ဆွေတရင်ကိုတင်းဆက်ပြီးတော့မှဖြစ်ပါတယ်။ တနင်္သာရီတိုင်းကျောစုမြို့နယ်တွင် AC ကားနှစီဖြင့်လက်နက်ခဲယံများတင်ဆောင်လာသောရဲနှင့်ပြူစော်တီများကိုကြားဖြတ်တိုက်ခိုက်ရာ၅ဦးသေဆုံးပြီး၃ဦးအရှင်မိက60မမလက်နက်ကြီးတက်လက်နှင့်ခဲယံများတင်စီရရှိခဲ့ကြောင်းကျောစုမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖမှာဂျာဝင်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါသည်နိုဝင်ဘာလ23ရက်နေ့နနက်10:00နာရီခန့်တွင်ဂျွန်စုမျိုးနှင့်ဖျားထွက်ကြေးရွာဘက်မှ ပဲ့တိုင်ကြီးွာပြူစောတီစကန်တို့လက်နက်ခရညာတဲဆောင်လာသောအိမ်စည်းကားနှစ်စီးကိုဒေါ်လန်ရဲတပ်ဖွဲ့များကရှမုံကြီးွာအနီးကားလန်ပိုင်းတနေရာ၌ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိုးတိုက်ခိုက်မှုတွင်ကျူစော်တီနှင့်ရဲများကားပေါ်မှဆင်းပြေစဉ်ဒေါ်လာရေးတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ဖိခတ်ခဲ့သောကြောင့်ကျူစော်တီအများအပြားထိခိုက်ဒဏ်ရာရရှိကခဲမိုင်းချောင်းအတွင်ပြုတ်ကျခဲ့ခြင်းတိုက်ပွဲအတွင်ကျူစော်တီနှင့်ရဲများပါဝင်၅ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်တိုက်ခိုက်မှုတွင်၎င်းတို့ကားရက်ခဲ့သောကားပေါ်မှ60မမမော်တာပြောင်တစ်ခု60မမဘုံ၅လုံး6မမကြီး38တောင်းနနက်တီလက်ပြပုံနှလုံး UCG ပေါက်နှစ်ခုဓမြောင်တချောင်းဖုံးတလုံးနဲ့ ဖြူစော်တီယူနီဖောင်းတစုံတို့တင်စီရရှိခဲ့ကြောင်းသိရပါတယ်။ထို့ပြင်တိုက်ပွဲအတွင်းရှင်းမောင်းတအုပ်နှင့်ဖြူစော်တီအဖွဲ့ဝင်ဟောင်းနှစ်ဦးကိုလည်းအရှင်ဖမ်းမိပြီးစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရေးတပ်ဖွဲ့များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျော်စုမြို့နယ်အတွင်းမှာရှိတဲ့မြေအောင်လိုက်ဘတ်တော်သားများအလုံးပြည်သူနဲ့အတူပူးပေါင်းဖို့အချိန်တန်ပြီးဖက်စစ်မြေအောင်လိုက်အတွက်အသက်တွေအသေးမခံကြပါနဲ့လို့လည်းပြောကြင်ပါတယ်အဆိုပါတိုက်ခိုက်မှုကကျော်စုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ရိတ်ခရိုင်ပြည်သူ့ကောက်ွယ်ရေးဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတန့်စင်နေကန်ထူးမရွာတိုက်နယ်စည်းရုံနဲ့ကားပြင်ဆိုင်ကိုစေအုပ်စုလေးကျောင်းတိုက်ခိုင်းမှုအမျိုးသား6ဦးသိ4ဦးဒဏ်ရာရဒဏ်ရာရသူတွေအထက်က3ဦးအသက်အန္တရာယ်စိုးရင်ရတာကြောင့်စောင့်ကြည့်စေကူတနေရတဲ့ဆွေတဲ့တင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘိုခရိုင်တပ်စင်တွေကကန်ထူးမရွာတိုက်နယ်စည်းရုံနဲ့ကားပြင်ဆိုင်ကိုနိုဝင်ဘာ24ရက်ဒီမနက်တနာယူခွင်းချက်မှာစေအုပ်စုတပ်လေးချောင်းကနေဘုံနှလုံးကျဲချသွားတာကြောင့်အမျိုးသား6ဦးသေဆုံးက၄ဦးဒဏ်ရာပြင်းထန်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါတယ်။ ိုက်ပွဲဖြစ်စဉ်မရှိပင်စေအုပ်စုလေးချောင်းကဘုံကျဲခဲ့တာကြောင့်ကားပြင်ဆိုင်မှာလာရောက်အလုလုကန်နေတဲ့သူတွေအပါအဝင်အမျိုးသား6ဦးသေဆုံးကအမျိုးသားလေးဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တာလို့ဆိုပါတယ်မနက်တနားရီ7မိနစ်မှာကန်ထူးမတိုက်နယ်စေယုံတဲမှာဘုံတလုံးတိုက်နယ်စေယုံဘေးမှာရှိတဲ့ကားပေါ်ဒီယုံမှာတလုံးစုစုပေါင်းနှလုံးချသွားတာစေယုံကတော့အာနာသိမ့်ပြီးကြတဲ့ကလက်ပတ်မှုမရှိတော့တာဆိုတော့ပိတ်ထားတာ အဆောက်အဦတွေပြက်စီးသွားတာပေါ့ကားပေါ်ဒီယုံမှာကြာတာကတော့အလုံးလုံးနေကြတဲ့အလုံသမားတွေ6ယောက်သေဆုံးသွားတယ်၄ယောက်ကတော့အပြင်းထန်ဒဏ်ရာရတယ်စေအုပ်စုလေးချောင်းကဖုံးကျဲလို့သေဆုံးသွားတဲ့အမျိုးသားတွေဟာအသက်16နှစ်အရွယ်တက်ဦးအသက်18နှစ်အရွယ်တက်ဦးအသက်20နှစ်အရွယ်တအူးအသက်53နှစ်အရွယ်တအူးနဲ့ဂျန်မျိုးသားနှစ်ဦးကတော့အမိနဲ့အသက်အရွယ်မတိရဘူးလို့ဒေတာကန်တရင်ရင်းမြစ်ကဆိုပါတယ် ဒါပြင်လေးချောင်းဖုံးကျဲလို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားလေးဦးထဲမှာအသက်15နှစ်အရွယ်အသက်18နှစ်အရွယ်နဲ့အသက်19နှစ်အရွယ်အမျိုးသားတွေကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတာကြောင့်ဆေးဝါးကုသမှုခံယူနေဆဲဖြစ်တယ်လို့ဆိုပါတယ်ပြည်ကရက်စက်တင်ဘာ26ရက်ကလည်းတန့်စင်နဲ့ကန်တူးမကျေးရွာရှိ73စီအယောင်ဆိုင်တဲ့နေအိမ်တွေကိုစေအုပ်စုလေးချောင်းကဖုံးကျဲခဲ့တာကြောင့်ကိုဝင်ဆောင်မိခင်အပါဝင်ဒေသခံပြည်သူ72ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ စေအုပ်စုကတန်းဆယ်နေတဲ့ကကြီးရွာတွေကိုမြေပြင်ကစစ်ကြောင်းထိုးမိရှို့တာတွေအပြင်လေကြောင်းကနေမကြခဏပုံချဲနေတာဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာ၄ရက်နဲ့၅ရက်နေ့တို့မှာတာခရာတာခလကြီးရွာတွေကိုစေအုပ်စုဝိုင်းတွဲလျင်နဲ့ပုံချဲခဲ့တာကြောင့်အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရပြီးနေအိမ်ဆက်ရှိလုံးပြည့်စည်ခဲ့ပါတယ်။ ခေတ္တမန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။